心。 န်ကုန်မြို့ရင်းကျင်းပပြုလုပ်လျက်ရှိတဲ့ပွဲခန်းတွေကိုအစဉ်မပြတ်အမြဲတမ်းရိုက်ကူးတင်ဆက်ပေးနေတဲ့ရန်ကုန်မြို့ကွင်းကျင်းအစီအစဉ်တင်ဆက်ပြသတော့မှာဖြစ်ပါတယ်ရှင်။ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးမယ့်အခမ်းအနားကတော့ဒုတိယကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ Iron Gas 2015မြန်မာအခမ်းအနားရဲ့လောင်စာဆီနဲ့တဘာဝတန်ခွေရှာဖွေရေးထုတ်လုပ်ရေးနဲ့တန့်စီရေးပြပွဲကြီးအတွက်အကျိုးစာနယ်ဇင်းရှင်းလင်းပွဲကြောင့်တင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီနေ့ပြပွဲအခမ်းအနားကိုတော့ UMSCCI မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ပရိသတ်များကလည်းခမ်းအနားပြေဆုံးသိရှိအောင်လို့ဆက်လက်ပြုတ်ကြည့်ရှုအားပေးကြဖို့အတွက်ဖိတ်ခေါ်ပါရစေရှင်။ ခန္ဓာစာမှာတော့ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်သတင်းမီဒီယာများကတရောက်ခဲ့ကြပါသည် အခမ်းအနားမှုမှာအခမ်းအနားစတင်ဖွင့်လှစ်ကြောင်းကြေညာပြီးနောက်မှာတော့မြန်မာ Oil and Gas Service Society မှဥက္ကဋ္ဌဥက္ကဋ္ဌဟိုင်းကလုံဆောင်သွားမဲ့လုံဆောင်ချက်များနဲ့အခွင့်နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။ Oil and Gas မြန်မာကတော့စင်ကာပူနိုင်ငံမှ အလွန်အောင်မြင်တဲ့ OSE ပြပွဲများကို စီစဉ်တဲ့ Singapore Exhibition Service မှ စီစဉ်ကျင်းပမှာပဲဖြစ်ပါတယ်။ OSE ဟာဆိုရင်တော့ပြပွဲလုပ်ငန်းတွေမှာကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ UFI မှာအတိမတ်ပြုခံရပြီးတော့ Singapore Exhibition Service ဟာဆိုရင်တော့ Overseas Exhibition Service နဲ့ပူးပေါင်းထားပြီးနိုင်ငံတကာပြပွဲများစွာကိုနှစ်ပေါင်း40ကျော်စီစဉ်ဆောင်ရွက်လာတဲ့ All World Exhibition Network ရဲ့အစိတ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။ပရိသတ်များရှင်ဒုတိယကြိမ်မြောက်ကျင်းပပြုလုပ်မယ် Oil and Gas 2015မြန်မာရင်ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေကိုလည်းအခုလိုကြားသိကြရပါဗျာ။ အမင်းပြည်မှာမကြခင်ကျင်းပပြုလုပ်မယ်ဒုတိယအကြိမ်မြောက် Oil and Gas မြန်မာ2050ကနေပြီးတော့ရရှိနိုင်တဲ့ရင်းနှီးနဲ့ပတ်သက်တဲ့စီးပွားရေးဆိုင်ရာအခွင့်အလမ်းတွေအကြောင်းကိုသိချင်ပါတယ်ဆရာဒီပွဲမှာပေါ့နော်နိုင်ငံသားကနေရင်းနှီးဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတော်တော်များများဒီမှာလာပြီးတော့ပြပွဲမှာပြသပါမယ်နော်အဲ့တော့ဆရာတို့နိုင်ငံမှာလည်းပဲဒီရင်းနှီးလုပ်ခွက်တွေကိုနော်ဒီအစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာနိုင်ငံသားကုမ္ပဏီတော်တော်များများကိုပေးထားပါတယ် အဲ့တော့ဗမာနိုင်ငံကတိုင်းရင်းသားလုပ်ငန်းရှင်တွေပိုင်တဲ့ဝန်ဆောင်မှုကုမ္ပဏီတွေဟာဤပညာတွေလိုအပ်နေပါတယ်เนาะဒီကုမ္ပဏီနဲ့တိုင်းရင်းသားကုမ္ပဏီနဲ့ပူးပေါင်းနိုင်မယ်ဆိုရင်ဒါဆရာတို့အတွက် imminent ကိုကောင်းတဲ့เนาะအခွင့်အလမ်းဖြစ်ပါတယ်အခုလိုမျိုးနိုင်ငံတကာရေနံနဲ့ဓာတ်ငွေတူးဖော့ခြင်းဆိုင်ရာနှီးပညာဝန်ဆောင်မှုလုပ်ငန်းများနဲ့ပတ်သက်ပြီးတော့ပူးပေါင်းပြသပေးသွားမယ့်နိုင်ငံတွေကိုလည်းမိတ်ဆက်ပေးပါအောင်ရှင်။နိုင်ငံတွေကတော့ဆိုပါတယ်အဲအဓိကကတော့စင်ကာပူဆိုရင် စင်ကာပူရဲ့ ေါ့လေဒီပြကန်းဆိုပြီးတော့တော့မှကုမ္ပဏီ14ခုလောက်ကျွန်တော်တို့ပါလာမှာဖြစ်ပါတယ်ဆိုပြကန်းအောက်မှာဟုတ်ကဲ့ပါရှင်လာရောက်ပြသကြတဲ့နှီးပညာပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးနှီးပညာတွေကိုအဓိကပြသပြီးသွားမှာလဲဆိုတာလည်းသိချင်ပါတယ်ဆရာအဓိကကတော့ဒီရေနံနဲ့တဘာဝတန်ခွေလုပ်ငန်းပေါ့နော်အဲ့ဒီလုပ်ငန်းမှာကျွန်တော်တို့ကရေနံရှောက်ဖွေတာဒူဖော်ရေးအပိုင်းနေမှာရောနောက်တစ်ခါရေနံထွက်လာပြီးတန်ခွေထွက်လာပြီးတဲ့အခါမှာကျွန်တော် LNG လို့ခေါ်တဲ့တန်ခွေရေ နော်ဒီတန်ခွေရေတွေကို ပို့ဆောင်တာတောင်းကိုရေတွေကိုကျွန်တော်တို့ထုတ်လုပ်တာအဲ့ဒီအပိုင်းဒီမှာဟောဒီပညာတွေကိုနော်အကုန်ပြကြမှာဖြစ်ပါတယ်အဲ့တော့သူသဖြင့်ပေါ့လေခုနဒီသတင်းစာရှင်းလင်းပွဲမှာလည်းဒီကျွန်တော်တို့တောင်းဝင်ခံကျင်းပတဲ့လူတွေပြောသားစကားအရဆိုရင်ကမ္ဘာပေါ်မှာနောက်ဆုံးပေါ့ဤပညာတွေလဲဒီမှာလာပြမှာဖြစ်ပါတယ် အခုလိုမြန်မာနိုင်ငံမှာနှီးပညာဆိုင်ရာဒီရင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလာရောက်ပြီးတော့ပြသတဲ့အတွက်ပေါ့နော်ပြောင်းလဲလာနိုင်တဲ့မြန်မာနိုင်ငံမှာရှိတဲ့ရင်နဲ့ပတ်သက်တဲ့စီးပွားရေးအကြောင်းကိုလည်းသိချင်ပါတယ်ရှင်။အဲအဓိကကတော့ပေါ့လေကျွန်တော်တို့နိုင်ငံမှာလုပ်နေတဲ့ရင်နှင်းကုမ္ပဏီတွေပေါ့နော်ဥပမာ Total တို့ Daewoo တို့ PTT တို့ Petronas တို့အဲလိုရင်နှင်းကုမ္ပဏီတွေအတွက်ကလည်းနောက်ဆုံးမှနှီးပညာတွေကိုသိနိုင်မှာ ဖြစ်တယ်လို့တိုင်းသားလုပ်ငန်းရှင်တွေပိုင်တဲ့နော်ဝန်ဆောင်မှုကုမ္ပဏီတွေကလည်းဒီ နိပညာအသစ်တွေပိုင်ဆိုင်တဲ့ကုမ္ပဏီနဲ့ပေါင်းဝင်နေကျွန်တော်တို့ရလာမှာဖြစ်ပါတယ်ဆရာတော်ခုလိုမျိုးကျင်းပပြုလုပ်တဲ့ဒီပြပွဲဥပေါ်တော့တကယ်လာရောက်သင်ကြတဲ့စီးပွားရေးပညာရှင်တွေကဘယ်လိုစီးပွားရေးပညာရှင်တွေလဲဆိုတာလေဒီနေရာကနေပြီးတော့ဆရာပြချပေးပါအောင်ရှင်ဟောပေါ့လေကျွန်တော်တို့ဒီရင်းနှံလုပ်ငန်းမှာပေါ့နော်ဝန်ဆောင်မှုလုပ်ငန်းကအင်မတန်ကိုကြီးမားပါတယ်အင်မတန်ကိုကြီးမားတဲ့ဈေးကွက်ကြီးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တိုင်းသားလုပ်ငန်းရှင်တွေလုံနိုင်တာအင်မတန်ကိုနည်းနေပါသေးတယ် เนาะကျွန်တော်ရာဂန်နှုန်းနဲ့ပြောမယ်ဆိုရင်ဆယ်ရာဂန်နှုန်းအောက်ပါပဲရှိပါသေးတယ်အဲ့တော့ရေနံလုပ်ငန်းနဲ့ပတ်သက်ရင်လည်းပဲတခြားဘာလုပ်ငန်းမဲ့လုပ်နေလုပ်နေเนาะဒီရေနံလုပ်ငန်းမှာစိတ်ဝင်စားရတယ်ဆိုရင် ပြကန်းအောင်လာကြည့်ပါကျွန်တော်တို့အတင်းလေဒီနေရာမှာကျွန်တော်တို့နေရာတစ်ခုမှာအတင်းဟာရှိနေမှာဖြစ်ပါတယ်အတင်းနဲ့လာဆက်သွယ်ပါရေနံလုပ်ငန်းကိုစိတ်ဝင်စားရတယ်လို့ဆိုရင်ရေနံလုပ်ငန်းမှာဘယ်လိုခွင့်အရေးတွေရှိတယ် ဘယ်လိုစတင်လှုပ်ဆောင်ဖို့လိုလဲဆိုတော့ကျွန်တော်တို့အသင်းကကူညီပေးဖို့ကျွန်တော်တို့အစဉ်သင့်ပါပဲဆရာတို့လူတော်ဝင်ရှိသူတွေကနေပြီးတော့ထပ်မံပြီးရင်းနှီးနဲ့ပတ်သက်တဲ့ပြပွဲတွေပြီးတော့ဒီထက်တမိုးရှိတဲ့ပြပွဲတွေအများကြီးပြသဖို့စီစဉ်နေရှိရင်လည်းဒီကနေပြီးတော့တခါတည်းမိတ်ဆက်ပေးပါအောင်ရှင်ကျွန်တော်တို့ဒီပြပွဲကပေါ့နော်ဒီနေ့အတွက်ကတော့တော်တော်လေးစူးစမ်းပြီးတော့နော်ပြပွဲလုပ်သူတွေနဲ့စီစဉ်ခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ရင်းနှီးစည်းကမနစ်ကတော့ဒေါ်လာ100လောက်ရှိနေရတယ်။အခုချိန်မှာရင်းနှီးစည်းက90အောက်ပဲရှိပါတယ်။အဲ့တော့ ရင်းနှီးလုပ်ငန်းတော်တော်များများနိုင်ငံတွေမှာရပ်တန့်သွားပါတယ်။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံကတော့ကံကောင်းပါလေ။ကျွန်တော်တို့ကရင်းနှီးထုတ်တဲ့နိုင်ငံမဟုတ်ဘဲနဲ့ဓာတ်ငွေကိုထုတ်ရောင်းတဲ့နိုင်ငံဖြစ်နေတော့ကျွန်တော်တို့နိုင်ငံမှာကတော့ဒီရင်းနှီးနဲ့တဘာဝဓာတ်ငွေလုပ်ငန်းကတော့အလုပ်တွေအများကြီးရှိနေအောင်ပါပါ။နော်ဒါကြောင့်မလို့ကျွန်တော်တို့တွေကဒီလိုပြပွဲတွေဆက် လုပ်တာကိုကျွန်တော်တို့မြင်နေပါတယ်။ကျွန်တော်တို့အသင်းကလည်းစူးစမ်းပြီးလုပ်ပါမယ်။နောက်တစ်ခါကျွန်တော်တို့ conference တွေလည်းနော်ကျွန်တော်တို့အသင်းကနေစူးစမ်းပြီးတော့ကျွန်တော်တို့လုပ်ပါမယ်။ နော်ဒါတွေကတော့နောက်နှစ်အတွက်မှာလဲဒီလိုပြဝဲတွေဒီလို conference ရှိအောင်ကျွန်တော်တို့အသင်းစူးစမ်းသွားမှာပါဟုတ်ကဲ့ပါဆရာကုလညင်တရားပြရဲ့အတွက်ဆရာကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါသမီးတို့ MRD ဘောကျေးဇူးတင်ပါတယ်ထမမီစင်ကာပူ exhibition service မှာ engineering events ရဲ့ project director ကလည်းထမမီလုံဆောင်မဲ့လုပ်ငန်းစဉ်များပြသသွားမဲ့ပြကမ်းများနဲ့ရရှိလာနိုင်တဲ့အကျိုးကျေးဇူးတွေကိုပြောကြားခဲ့ပါတယ်။ ။တမမီ Singapore Exhibition Service မှာ Engineering Event ရဲ့ Project Director ကလည်းတမန်ပြီးတော့လောဆောင်မဲ့လုပ်ငန်းစဉ်များပြသသွားမဲ့ပြကန်းများနဲ့ရရှိလာနိုင်တဲ့အကျိုးကျေးဇူးတွေကိုထပ်မံပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ရေနံနဲ့သဘာဝတံခွင့်ကဏ္ဍကိုနိုင်ငံတကာဈေးကွက်နဲ့ချိတ်ဆက်ပေးမဲ့စီးပွားရေးပလက်ဖောင်းများပါဝင်မယ်လို့လည်းသိရပါဗျ။ဘ ഹു တုဒ္ဒနဲ့လုပ်ငန်းဆွမ်းဆောင်ရေးတိုးတက်စေရန်အတွက်လည်း ကမ္ဘာနဲ့မှနောက်ဆုံးဘဝနည်းပညာများကိုမြန်မာနိုင်ငံမှာလာရောက်ပြသပေးမှာဖြစ်ပါတယ်။ကြပွဲရက်မှာတော့မြမရေနံနဲ့တဘာဝတန်းွေစည်းခွက်ကိုတယောက်စီမဲ့အခွင့်လန်းနဲ့စိန်ခေါ်မှုများအကြောင်းဆွေးနွေးခဲ့ပြီးကိုယ်ပိုင်အမြင်များမျှဝေနိုင်စေဖို့ကမ္ဘာနဲ့မှထိတ်တန့်ပို့ဖို့များတက်ရောက်မယ်လို့လည်းသိရပါတယ်ရှင်။တော်ဝင်ရှိသူတူကလည်းအခုလိုထပ်မံပြောကြားပေးခဲ့ပါတယ်ရှင်။ Hello, hi. I'm Chua Bak Cheng. I'm the project director for Oil and Gas Myanmar 2015, which is taking place from 15 to 17 October at the Myanmar Event Park. Uh, the oil and gas sector in Myanmar is a very exciting one. Uh, Myanmar economy itself is projected to uh, grow year on year by over 8%. So with increased economic growth, there's a demand for oil and gas. So there- it is very exciting time uh, for the oil and gas sector in Myanmar. Well, oh, the, the oil and gas services that, that you can expect my exhibitors to bring at this year's Oil and Gas Myanmar 2015 will deal mo mostly with the upstream supply chain, uh, exploration and production, because at this moment, this is uh, what is taking place in Myanmar. So expect to see uh, solutions for uh, exploration, seismic surveys, and uh, low-cost uh, equipment and materials handling. The, the major changes in technology uh, actually doesn't really happen that fast for the oil and gas sector because technology doesn't change that fast within for the oil and gas sector where oil and gas is concerned. But because of the sudden and drastic drop in oil prices, the industry has been forced to develop new equipment, new processes that are more efficient and are lower in cost. So this is what you can expect uh, from the exhibition ground this year compared to last year. More uh, cost effective equipment and better processes and better, uh, more efficient machines. Uh, the conclusion remark, concluding remarks is, uh, as I mentioned earlier, the oil and gas sector is very exciting in Myanmar. Uh, the government is uh, still attracting very a lot of foreign direct investments, most of it to the energy oil and gas sector. Uh, the government is also taking steps to uh, privatize the assets. So this opens up a lot of opportunities for the private sector within Myanmar and the global uh, marketplace as well. ကျင်းပပြုလုပ်မယ်ပြပွဲမှာဆိုရင်တော့ပြသသူ49ကုမ္ပဏီဟာဆိုရင် နိုင်ငံသားမှ85ရာခိုင်နှုန်းပါဝင်ပြီးတော့မြန်မာနိုင်ငံနဲ့ဒေသပေါင်း15ခုပါဝင်ပါတယ်။ Oil and Gas 2015မြန်မာဆိုရင်တော့ဒုတိယအကြိမ်မြောက်ကျင်းပပြုလုပ်မှာဖြစ်ပြီး မြန်မာ Avanpack MEP မှာစီကားတက်မြက်စွာကျင်းပပြုလုပ်မယ်လို့လည်းသိရပါတယ်။အမတ်တရားဓာတ်ပုံရိုက်ကူးပြီးတော့အမေးဖြေခန္ဓာများကိုထမှန်ကျင်းပကအခန္ဓာကိုအောင်မြင်စွာနဲ့ရုပ်သိမ်းခဲ့ပါရဲ့ရှင်။ပြည်သူများရှင်ဒီနေ့ကျင်းပပြုလုပ်ခဲ့တဲ့စာနယ်ဇင်းရှင်းလင်းပွဲအခန္ဓာကိုတော့လောင်းနေပဲကျင်းပကျင်းပရဲ့ရှင်။ပြည်သူတရားလည်းဒီနေ့တင်ဆက်ပေးခဲ့တဲ့အစီအစဉ်ကိုကြည့်ရှုပြီးတော့ဘဝတ္တများစွာရရှိနိုင်ပါစေလို့မျှော်လင့်ပါတယ်။ အပိတရှိခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေ။